်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကီနီပြည်နယ်လွိုက်ကော်အချင်းထောင်ကနေအော်တိုဘားလာတဲ့လွရဆိတ်နယ်ပြန်လွတ်လာတဲ့နိုင်ငံရေးအကြံသား၃ယောက်ထဲက၁ယောက်ကိုတခြားထပ်တိုးအမှုတစ်ခုနဲ့ရဲစခန်းကပြန်ဖမ်းသွားတယ်လို့နိုင်ငံရေးအကြံသားများစီယုံ KPP အဖွဲ့တာဝန်ရှိသူကအော်တိုဘားလာ30ရက်နေ့ကပြောပါရတယ်။ အော်တိုဘာလပထမအပတ်က90မြင်းဆောင်နှစ်ပုံမှန်နဲ့နိုင်ငံရေးအကျဉ်းသားတယောက်တတိယအပတ်မှာ90မြင်းဆောင်နှစ်ပုံမှန်နဲ့နိုင်ငံရေးအကျဉ်းသားတယောက်စတုထအပတ်မှာ18မြင်းဆောင်တက်905ကနဲ့နိုင်ငံရေးအကျဉ်းသားတယောက်လွတ်ရစေနဲ့လွတ်ခဲ့ပြီးစတုထအပတ်ကလွတ်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားကို နောက်မှုတစ်ခုနဲ့ရဲစခန်းမှာဖမ်းခံထားရတယ်လို့သိရပါဗျ။စက္ကနေမြေဆောင်တဲ့905ကတယောက်ကလွတ်လာတဲ့သူကိုအမှုထက်ဆွဲဖို့အတွက်ရဲစခန်းမှာထိန်းသိမ်းထားတဲ့အခြေအနေရှိလို့ လောလောဆယ်ဘာမှုနဲ့ဆွဲတယ်ဆိုတာကိုမသိရသေးဘူးလို့ KBBE ရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်။လိုက်ကောအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား154ယောက်အကျဉ်းသူ22ယောက်အကျဉ်းချခံရပြီးနိုင်ငံရေးအကျဉ်းသားတွေကအခုလက်ရှိအချိန်ထိထောင်ဝင်စာအဲ့တွေ့ခွင့်မရဘူးလို့ဆိုပါရယ်။ ပြီးခဲ့တဲ့2025ခုနှစ်မတ်လကနိုင်ငံရေးအကျဉ်းသူ၁ယောက်နဲ့အကျဉ်းသား၃ယောက်လူရဲစိနဲ့လွတ်မြောက်လာပေမဲ့ရဲစခန်းမှာပဲထားပြီးအကြမ်းဖက်ပုံမှန်တွေနဲ့ထောင်ပြန်ချခဲ့တယ်လို့ KPPC ကတည်ရပါတယ်ရှင်။ မြမအရေးကိစ္စတွေမှာတရုတ်ရဲ့ဂျာဝင်ဆွတ်ဖက်မှုကြောင့်တိုင်းသားတော်လန်ရဲ့အဖွဲ့အစည်းတွေနဲ့စစ်တပ်တို့ရဲ့တိုက်ပွဲပဋိပက္ခတွေရော့ကျသွားစေနိုင်တယ်လို့ဒီအခြေအနေကိုနယူးတော်လန်ဦးဆောင်သူတွေအနေနဲ့သင်ခန်းစာယူဖို့လိုကြောင်းနိုင်ငံရေးစစ်ရေးလေ့လာသူတွေကသုံးသပ်ပါတယ်ဒါတွေကိုဝေဝေသတင်းပေးပို့ထားတာပါရှင်တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုကြောင့်အော်တိုဘားလာ29ရက်ကစလို့တန်အမျိုးသားလူမျိုးရေးတမတော် DNL နဲ့ စစ်တပ်တို့နှုတ်သဘောတူ အပြစ်ခတ်ရက်စဲကမိုးကုန်းနဲ့မိုးမိတ်မြို့တွေမှာရှိတဲ့ TNL တပ်ဖွဲ့ဝင်တွေဆုတ်ခွာပေးရမှာဖြစ်ပါတယ်။ဒီချိန်တွေဟာတရုတ်အကျိုးစီးပွားအတွက်အတင်းကျပ်ဆန်တဲ့ကျောင်းဝင်စစ်ဆက်ညှိနှိုင်းပေးမှုမျိုးဖြစ်ပြီးတရုတ်ကြောင့်ပဲတိုင်းသားတော်လှန်ရေးဖွဲ့စည်းတွေနဲ့စစ်တပ်ရဲ့လက်နက်ကင်ပြိပခါအရှိန်တွေရောကြသွားနိုင်ကြောင်းမြမမဟာဗျူဟာနဲ့မူဝါဒရေးရာအင်စတီကျူ ISP မြန်မာရဲ့ပြင်ပဆက်ဆံဆက်သွယ်ရေးဒါရိုက်တာဦးအောင်သူငင်းကပြောပါတယ်။ တရုတ်ကလူလူလာတာပေါ့နော်ဆိုတော့အဲ့တော့ကုံစွယ်ကြီးလမ်းမကြီးကိုပြန်ဖြန့်ကျင်တယ်တရုတ်နယ်စပ်မှာတည်ငြိမ်မှုပေါ့ဗျာဒါကိုလူကျင်တယ်သိတ်မကြသေးခင်ကဖြစ်သွားတဲ့ဒီ DNL နဲ့ဒီမြန်မာစစ်ကော်မရှင်ကြားဆွေးနွေးပွဲဆိုလဲသူတို့ကကိုအားစစ်ဘုရားပေါ့ mediation ခေါ်တာပေါ့နော်အတင်းအကျပ်နည်းနည်းဆန်တဲ့ကျွန်တော်တို့ဒီလိုဂျာဝင်မှုမျိုးလောက်တာပေါ့ဗျာကျွန်တော်ဒီလိုအခြေအနေမျိုးတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်မြင်တာဒီလိုဗျဟိုတရုတ်က မြန်မာပြည်နဲ့ပတ်သက်လို့ရှင်ပေါ့เนาะသူကတနိုင်ငံလုံးပြည်ငိမ်မှုလဲသူလိုတာပေါ့လိုတဲ့ခါကျတော့ရွေးကောက်ပွဲလုပ်ဖို့တွန်းတယ်ဆိုတော့တစ်ဖက်မှာလည်းကြံတဲ့ခုနလိုဒီရွေးကောက်ပွဲပြီးလာရင်လည်းငင်းကြိုင်းကိစ္စတွေလည်းကျွန်တော်ထင်တယ်သူဆက်တွန်းလိုက်မယ်လို့ထင်ပါတယ်ဗျာဒီလက်နက်ကင်ပฏิပခရဲ့အရှိန်ကကျသွားဖို့တော့များတယ်ဗျာတိုင်းတိုင်းအင်အားစုတွေတင်းယူထားနိုင်တဲ့နယ်မြေဒေသတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်တဲ့အခါ စစ်ရေးအပြင်ဒေတာခန်တွေရဲ့လုံခြုံရေးကိုပါအစီအစဉ်ဆောင်ရွက်ပေးဖို့လိုကြောင်းလည်းသိရပါဗျ။ရုပ်အနေနဲ့စစ်တပ်ကသာတိုင်းပြည်ရေးကိုစီမံလုံဆောင်နိုင်မယ်လို့ယုံကြည်ချက်နဲ့အခုလိုကြောင်းဝင်နေတာဖြစ်ပြီးဒီချိန်တွေကຫນွေဦးတော်လန်ရဲ့သင်ခန်းစာဖြစ်ကြောင်းနိုင်ငံရေးစီရေးလေးလာတုံသက်သူဦးတန်းစုနိုင်ကထောက်ပြပြောဆိုပါရယ်ဗမာပြည်နဲ့ပတ်သက်ပြီးတော့တရုတ်ကသူ့ရဲ့ပိုင်တဲ့နယ်မြေကိုလိုနီနယ်မြေတခုလိုသဘောထားပြီးတော့ဗမာပြည်ရေးကိုကျူးကျော်ဆွတ်ဖက်နေတဲ့ အနေထားဟာအခုကတော့စစ်ကော်မရှင်ရဲ့ကျွန်တော်တို့ထိုးစစ်တွေကိုတူတူတဲ့ခိုင်ပွဲမရှိတဲ့အခြေအနေအောက်မှာဒီလိုဖြစ်ပေါ်လာတာဖြစ်ပါတယ်။အဲ့လိုဖြစ်ရတဲ့အကြောင်းကလည်းတိုင်းနဲ့နယ်မြေနော်တိမ့်ပိုက်နယ်နဲ့နယ်မြေမှန်သမျှကိုယ်နယ်မြေဖြစ်တဲ့ဆိုတဲ့အမြင်နဲ့အခြားသော EAO တန်းသာဖွဲ့စည်းနေတဲ့ပြည်ပခါတွေဖြစ်ပြီးတော့အမျိုးသားကြိုးစီပွားနဲ့တင်းမြောင်းနဲ့အမျိုးသားရေးအမြင်အောက်မှာပြည်ပခါတွေဖန်တီး တကယ်တမ်းစစ်ကောင်စီကနေပြီးတော့ပြုတ်ကနေတဆင့်စီးပြားပြေးဖို့အတွက်ဘက်ဆုံကကြိုးပမ်းလာတဲ့အချိန်မှာကုသူမဲ့ကဲသူမဲ့နေလေ DNL အမည်နဲ့လိုက်ရောလျရတာဖြစ်ပါတယ်အဲ့ဒါဟာလူဦးတော်လှန်ရေးအတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ပြီးတော့ဒီသဘောထားတွေကိုမလဲပြောင်းနိုင်လို့ရှိရင်လူဦးတော်လှန်ရေးတားလျှောနိုင်တဲ့အခြေအနေရှိတယ်ဆိုတော့ကျွန်တော်တို့ကညွန်ပြနေတဲ့အကြောင်းကျွန်တော်သုံးသပ်ပါရခင် ဒါပေမဲ့ဒီလိုအခြေအနေတွေဟာຫນွေဦးတော်လန်ရေးရဲ့အစိတ်ပိုင်းတစ်ခုသားဖြစ်ပြီးမြန်မာပြည်ရဲ့တခြားသောဒေသကတိုင်းဒေသလက်နက်ကိုင်ဖွဲ့တွေပြည်သူတော်လန်ရေးဖွဲ့တွေနဲ့တော်လန်ရင်အားစုတွေကစစ်တပ်အမြင့်ပြတ်ပြုတ်ကြရေးကိုဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ကြောင်းလည်းဖြေပြောပါဗယ်။တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးအတွင်းမှာ DNL ကမိုးကုံမိုးမိတ်တီဘောကြောင်းမဲနောင်ချိုစတဲ့မြို့၁၂မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့စစ်တပ်က ကြောက်မဲ့နောင်ချိုနဲ့ဒီဘောကို ပြန်လဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့ TNL ကမိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပါစစ်တပ်စီလက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။ဒါအပြင်တရုတ်ရဲ့ဂျောင်းဝင်မှုနယ်ပဲရှမ်းမြောက်နယ်ကိုကန့်ဒေတာကမြို့ကိုခုကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ကိုကန့်တပ်ဖွဲ့ MMDA ကလည်းစစ်တပ်နဲ့အပြစ်ခတ်ရက်ကဧပြီလမှာတော့လာရှိုကနေဆုတ်ခွာပေးခဲ့ရပါတယ်။ကျွန်မဝေပါ။ ပိုလန်လေတပ်က MiG-29 တိုက်လေယာဉ်တွေဟာအော်တိုဘာလ30ရက်နေ့ကြာတာပြင်းနေ့က Baltic ပင်လယ်ပေါ်မှာရုရှားထောက်လှမ်းရေးလေယာဉ် IL-20 ကိုကြားဖြတ်ဟန်တာခဲ့ပြီးဒါဟာအခုတစ်ပတ်အတွင်းဒုတိယအကြိမ်မြောက်ဖြစ်ရက်တစ်ခုလို့ပိုလန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ပိုလန်ဂျက်လေယာဉ်တွေဟာအင်္ဂါနေ့က Baltic ပင်လယ်ပေါ်မှာနိုင်ငံတကာလေပိုင်နက်မှာထောက်လှမ်းရေးမစ်ရှင်တစ်ခုပြန်တန်းနေတဲ့ရုရှားလေယာဉ်တစ်စင်းကိုကြားဖြတ်ဟန်တာခဲ့ကြောင်းပိုလန်စစ်တပ်ကဗုဒ္ဓဟူးနေ့မှာပြောခဲ့ပါတယ်။ ပိုလန်တက်မတော်စစ်စင်ရေးကိုကဲမှုဌာနဟာနောက်ပိုင်းမှာလူမှုမီဒီယာပလက်ဖောင်းမှာဒီဖြစ်ရပ်ကိုဖော်ပြခဲ့ပြီး ကြားဖြတ်ခံရတဲ့လင်ရဲတပ်ပေါ်အများပြားကိုထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်အောက်တိုဘာလ30ရက်နေ့မနက်9:00နာရီမတိုင်ခင်မှာပြန်တမ်းမှုအစီအစဉ်တည်သွင်းထားခြင်းမရှိဘဲနိုင်ငံတကာလေပိုင်နက်မှာပြန်တမ်းနေပြီးသူ့ရဲ့ရေဒီယိုအချက်ပြစနစ်ကိုလည်းပိတ်ထားတဲ့လေရင်ကိုကြားဖြတ်ဖမ်းယူဖော်ထုတ်အတည်ပြုပြီးတာဝန်ရှိနယ်ပယ်ရဲ့အပြင်ဘက်ကိုလိုက်ပါပို့ဆောင်ခဲ့ကြောင်းနဲ့ပိုလန်လေပိုင်နက်ကိုချိုးဖောက်ခြင်းမရှိကြောင်းလည်းဆိုခဲ့ပါရရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်